မင်္ဂလာပါရှင်။ဩဂတ်လ20ရက်နေ့ကနေ VOE TV သတင်းလောအစီအစဉ်စတင်ပါပြီရှင်။ VOE မြန်မာ TV သတင်းလောအပါအဝင် VOE အာရှရုပ်မြင်သံကြားစီစဉ်တွေကို Asia 73ဂျိုရူကနေ24နှစ်ပတ်လုံးထုတ်လွှင့်ပေးနေပါတယ်။နေ့စဉ်မနေ့9ရက်နေ့တိုင်းမှာမြန်မာပိုင်းစီစဉ်သစ်ကိုတင်ဆက်ပေးပြီးတော့နောက်တစ်ဒီမနေ့စီစဉ်သစ်မပြောင်းခင်အထိအကြိမ်ကြိမ်ထပ်မံထုတ်လွှင့်ပေးနေပါတယ်။ VOA ရဲ့နိုင်ငံတကာသတင်းတွေဒေသတွင်းနိုင်ငံတွေရဲ့ VOA အစီအစဉ်တွေဟောလိဝုအပါအဝင်ဂီတမြင့်ပညာဖျော်ဖြေရေးအစီအစဉ်နဲ့အင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုလည်းကြည့်ရှုနိုင်ပါတယ်ရှင်ဒီကနေ့အစီအစဉ်မှာစာနာသင်ကောင်စီယာယီကရေးဆွဲထားတဲ့သတင်းမီဒီယာဥပဒေမူကြမ်းမျိုးသားလွတ်တော်ကိုတင်သွင်းလိုက်တဲ့သတင်းမြမစာပေလောကမှာဩဇာရှိန်ဝါကြီးမားတဲ့ဆရာကြီးဒဂုံတရားမနေ့ကအောင်ပန်းမြို့နေမှာကွယ်လွန်သွားတဲ့သတင်းတွေပါဝင် မြန်မာနိုင်ငံအတွင်းတောင်သူလယ်သမားတွေရဲ့အခွင့်အရေးအတွက်လှုပ်ဆောင်တင်တာတွေနဲ့ပတ်သက်လို့88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေရဲ့အမြင်နောက်လယ်သမားတွေရဲ့အတန်းစူးစီးခြင်းဆိုတဲ့ဆွေးနွေးပွဲနဲ့ဒီသတင်းပတ်အမေရိကန်နိုင်ငံရေးမှအဓိကလွှမ်းမိုးမဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့တင်ပြချက်တွေအပြင်နိုင်ငံတကာသတင်းနဲ့သတင်းဆောင်မတွေကိုရှုစားကြမှာပါရှင်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီကရေးဆွဲထားတဲ့သတင်းမီဒီယာဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုံးမြင့်အောင်ကမနေ့ကအမျိုးသားလွှတ်တော်စီဝေတင်တင်သွင်းလိုက်ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနနဲ့စာနယ်ဇင်းကောင်စီတို့ကြားအပြန်အလှန်အခြေတင်ဖြစ်ခဲ့ပြီးဝန်ကြီးဌာနကပြင်ပေးစီစဉ်တာတွေကိုကောင်စီကပြင်မပေးခဲ့တဲ့အတွက်ဝန်ကြီးဌာနကလည်းတာဝန်ခံတင်သွင်းမပေးနိုင်တော့ဘူးလို့ညှင်းဆိုထားခဲ့တာဖြစ်ပါတယ်။အခုတော့လွှတ်တော်ကိုယ်စားလှယ်ဦးဖုံးမြင့်အောင်ကဒီဥပဒေချမ်းကိုတင်သွင်းလိုက်ပါတယ်။ဒီမတိုင်ခင်ပြန်ကြားရေးဝန်ကြီးဌာနကရေးဆွဲတင်သွင်းပြီးပြည်သူ့လွှတ်တော်ကနေဒီပြုခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းဆံရဥပဒေမူကြမ်းကိုလည်းမြို့သားလွတ်တော်မှာစပြီးတော့ဆွေးနွေးတော်မှာဖြစ်ပါတယ်။အဲဒီဥပဒေမူကြမ်းထဲမှာသတင်းလွတ်လပ်ခွင့်ကိုထိန်းချုပ်တဲ့ပြဋ္ဌာန်းချက်တွေပါဝင်နေတယ်ဆိုပြီးမြန်မာနိုင်ငံမီဒီယာလောကသားတွေကတညီတညွတ်ထဲကန့်ဝေထားကြတာဖြစ်ပါတယ်ခင်ဗျာ။မြမစာပေလောကမှာဩစာအရှိန်အဟွာကြီးမားလာတဲ့ဆရာကြီးတကုံတာယာဟာမနေ့ကနေ့လယ်ပိုင်းကရှမ်းပြည်နယ်အောင်မန်းမြို့နေအိမ်မှာကွယ်လွန်သွားပြီးဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာဆရာကြီးတကုံတာယာအသက်65နှစ်အရွယ်ရှိပါပြီ သူဟာမြမခစ်ဆန်းစာပေလှုပ်ရှားမှုကိုဥဆောင်သူငင်းချမ်းရေးပြီးသူကမြမစာပေအတွက်အတုံးလုံးဝေါ်ဟာရာအစ်စ်တွေနဲ့အထွေးခေါ်အစ်စ်တွေကိုတီထွင်ခဲ့တဲ့သူဖြစ်ပါတယ်ဆရာကြီးတကုံတရားအရာဟာစိုက်လက်မြို့နယ်စာတိဖြစ်ပြီးတော့1919ခုနှစ်မြန်မာနိုင်ငံပြည်သူ့ရှလက်အောက်ရောက်ခဲ့တဲ့အချိန်မှာမွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။လွတ်လပ်ရေးကြိုးပမ်းမှုပြည်တွင်းငြိမ်းချမ်းရေးနဲ့ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာဒစိုက်မတ်မတ်ဥဆောင်လှုပ်ရှားခဲ့ပါတယ်။ အိုးဝေမဂ္ဂဇင်းအက်ဒီတာချုပ်တာယာမဂ္ဂဇင်းထုတ်ဝေသူနဲ့အက်ဒီတာနောက်မြန်မာနိုင်ငံစာရေးဆရာများအသင်းဥက္ကဋ္ဌစာပေသစ်မဂ္ဂဇင်းထုတ်ဝေသူနဲ့အက်ဒီတာတွေအဖြစ်ဆောင်ရွက်ခဲ့မှုတဲ့သူလည်းဖြစ်ပါတယ်မေရုပ်ပုံလွားမြိုင်ဖြက်ကနေတွေ့ရသော ရုပ်ပုံလွားကားချက်များရုပ်ပုံလွားလရောင်ရှွမ်းမြသောညတညနဲ့တခြားဝိထုရှိများစတဲ့စာအုပ်တွေအပါအဝင်စာအုပ်တွေတော်များများကိုရေးသားခဲ့တဲ့သူလည်းဖြစ်ပါရဲ့ရှင် ရာကြီးဒဂုံတာရဟာ1934ခုနှစ်ဖေဖော်ဝါရီလတက္ကသိုလ်ရိပ်သာမဂ္ဂဇင်းမှာမှုံပြာရီဝိတ္ထုမြိုင်းသတင်းဆိုတဲ့ကလောင်အမည်နဲ့ရေးသားပြီးတော့စာပေနယ်ထဲကိုခြေချခဲ့တဲ့သူပါစာပေပိမှန်ဝိတ္ထုတို့ဘောင်းချုပ်စုနဲ့အမျိုးသားစာပေစု စာပေပရိသတ်စုတွေရရှိခဲ့ပြီးလွတ်လပ်ရေးကြိုးပမ်းမှုတွေတခြားပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဟွန်ဆန်တို့ဘူလေယာတို့ဘူဇီယာတို့ပေါ့ဗျာအဲသူကတော့တောင်းကားကနေတာအောင်တော့ အတူနဲ့အတွဲကိုကျွန်တော်ဘာကျွန်တော်ကိုယ်တိုင်ကလည်းပုံလားတက္ကသိုလ်ကမှာမှာညနေလို့ပြီးလေ1940မှာတော့ဒါဒါအိုးမစဲအိတ်တားလို့ပြီးလေဆိုတော့သူတို့လည်းနေဇတ်တာပေါ့ဗျာအဲဒီခက်ကတော့ကျောင်းသားတမ်းကအပိုင်းဝမ်းနေပါတယ်ကျွန်တော်ရှိနေ ဟုတ်ဆရာကြီးဒဂုံတာရဲ့ယက်တီချက်တွေထဲမှာရန်သူမရှိမိတ်ဆွေသာရှိဆိုတဲ့ယက်တီချက်ကတော့အထင်ရှားဆုံးလို့ဆိုရမှာဖြစ်ပါတယ်နိုင်ငံရေးလုပ်တယ်ဆိုတာရန်သူကိုမိတ်ဆွေဖြစ်အောင်စီရင်တယ်ဆိုတာသူ့ဘဝအတွေ့အကြုံနဲ့တမိုင်းချောင်းညာသိခဲ့ရတယ်ဆိုပြီး VOA နဲ့မေးမြန်းခန်းတစ်ခုမှာလည်းပြောခဲ့ဘူးပါတယ်မြန်မာစာပေလောကမှာဆရာဦးဝင်သားဆရာဦးမင်းလူတို့လို စာတန်းစင်းလောကကထင်ရှားသူနူကွယ်လွန်ပြီးတော့ရပ်ပိုင်းတွင်မှာပဲနောက်ထပ်ထင်ရှားတဲ့ ဇာယီဒဂုံတရာထပ်ပြီးတော့ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါလေခင်ဗျာအိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာဟိန္ဒူဘာသာဝင်ဖျားဘူးတွားနေတဲ့အုပ်စုတစုတဲကိုယထာတစင်းကဝင်တိုက်လိုက်တဲ့အတွက်လူ35ယောက်ထက်မနည်းသေဆုံးခဲ့ပြီးတော့တရားစင်ထက်မနည်းဒဏ်ရာရရှိသွားပါတယ်ဘီဟာပြည်နယ်ကဂျာမာရာဂက်ဆိုတဲ့မြို့လေးမှာမနေ့ကမနေ့ပိုင်းကအဲ့ဒီမတော်တဆယထာတိုက်မှုဖြစ်ခဲ့တာလို့တာဝန်ရှိသူတွေကပြောပါတယ် ရာချီယာရာနီအမြန်ရထားကိုဘူတာမာမရက်ဖဲဆက်မောင်းသွားဖို့ခွင့်ပြုခဲ့တယ်လို့ယထားပို့ဆောင်ရေးတာဝန်ရှိသူတူဦးဖြစ်သူအာရူနန္ဒရာကူမာကပြောပါတယ်။တချို့သူတွေဟာဘူတာယုံမှာရက်ထားတဲ့ယထားနှစင်းနဲ့မနီမဝေပလက်ဖောင်းပေါ်ကထွက်ပြီးယထားပေါ်တက်သွားတဲ့အချိန်ယထားတိုက်မှုဖြစ်ပွားခဲ့တာလို့လည်းပို့ဆောင်ရေးတာဝန်ရှိသူကူမာကပြောပါတယ်။အချိန်နဲ့မောင်းသွားတဲ့ယထားဟာဘူတာယုံကနေမီတာရာပေါင်းများစွာကျော်သွားပြီးနောက်ဆုံးမှရက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုမျက်မြင်တွေ့လိုက်တဲ့ဒေါသထွက်နေကြတဲ့လူအုပ်ကြီးကယထာမောင်းသူကိုအပြင်းထန်ရိုက်နှက်ပြီးယထာတွဲတွေအတော်များများကိုမိတင်ရှုတ်ခဲ့တယ်လို့မြစ်ယထာဝန်ထမ်းတချို့ကလည်းဖန်ဆီးထိန်းသိမ်းတာတွေလုပ်ခဲ့ပါတယ်ရှင်။ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တော်မှာမနီးကမိုးရေပြင်းထန်ရွာပြီးရေတွေလွှမ်းခဲ့တာကြောင့်လုပ်ငန်းဆောင်တာတွေအားလုံးရပ်ဆိုင်ထားခဲ့ရပါတယ် မတော်မိုးတွေပြင်းထန်ရွာသွန်းခဲ့တာကြောင့်မနီလာမြို့တွင်နေရာတော်တော်များများရေလွှမ်းပြီးကျောင်းတွေအစိုးရရုံးတွေနဲ့ဖိလစ်ပိုင်စတော့ခ်အစ်ချိန်းရောင်းဝယ်ဌာနအားလုံးကိုပိတ်ထားခဲ့ရတာပါလမ်းတွေတော်တော်များများသွားလာဖို့ဖြစ်နိုင်တော့သလောက်ရေလွှမ်းမှုခဲ့တာဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတောင်တန်းဒေသတွေမှာလည်းရေလွှမ်းမှုတွေကြီးကျယ်ရှိနေတဲ့အတွက်အရေးပေါ်အခြေအနေကြီးညာထားပြီးထောင်နဲ့ချီတဲ့ဒေသခံတွေနေရက်ကိုဆုတ်ခွာထွက်ပြေးနေပါတယ်လူတော်တော်များများယာယီမိုးကာတွေနဲ့နေနေကြရပါတယ် ဖြစ်စဉ်ဒီယာဒီမှာရေလွှမ်းမိုးမှုတွေဖြစ်ပွားတတ်ပေမဲ့လည်းဒီနေ့မုတ်သွင်ယာဒီကတော့ထရမီအပူဘိုင်းမုံတိုင်းတက်ခတ်ခဲ့တာကြောင့်ခါတိုင်းနဲ့ပုံပြီးတော့ဆိုးခဲ့တာပါရေလွှမ်းမိုးမှုတွေကြောင့်လူ၃ယောက်ထဲမှနေတည်ဆုံးခဲ့တယ်လို့လည်းဖိလစ်ပိုင်မျိုးသားသဘောဝဘေးဒဏ်ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်ခင်ဗျာပါကစ္စတန်နိုင်ငံပန်ချက်ပြည်နယ်မှာမုတ်တုံမှုအပြင်းထန်ရွာပြီးရေကြီးတာကြောင့်ရွာပေါင်း300ကျော်ရေနစ်မြုပ်ခဲ့ရပါတယ် သတင်းပတ်ကုံကာလအတွင်း Ravi နဲ့ Chenap မြေရီတွေနောက်ထပ်မြင့်တက်ခဲ့တဲ့အတွက်ပန်ချက်ပြည်နယ်တောင်ပိုင်းဒေသမှာရေးပေါ်အထူးသတိပေးချက်ထုတ်ပြန်ထားပါတယ်။ပန်ချက်ပြည်နယ်ရဲ့တခြားဒေသတွေမှာလည်းလမ်းတွေတံတားတွေကိုရေတိုက်စားကုန်တဲ့အတွက်ရွာသူရွာသားတွေအများအပြားသွာလာမရဘဲအဆက်အသွယ်ပြတ်နေကြရတာပါ။ Pride အဖွဲ့တွေကအကူအညီပေးလှုပ်သားတွေဟာနေတွေနဲ့သွာလာပြီးရေတွေကြားမှာပိတ်မိနေတဲ့သူတွေစီအကူအညီတွေလိုက်ပြီးတော့ပို့ပေးပို့နေပါတယ်။ဒါပေမဲ့လည်းအစိုးရစီကနေဘာအကူအညီမှမရဘူးလို့ရေပြေးဒုက္ခရောက်နေတဲ့ဒေသခံတွေကစောရကတနေကြပါတယ်။ချန်နက်မြင်နာကရွာပေါင်း150ကျော်အတွက်မြေကြီးနဲ့သတိပေးချက်အာဏာပိုင်တွေကထုတ်ပြန်ထားတာဖြစ်ပါတယ်။ပါကစ္စတန်အရှေ့မြောက်ပိုင်းဆက်ခါနဲ့လာကာနာခရိုင်တွေကဒီတချို့နေရာတွေမှာလည်းရေကြီးတဲ့တံကိုခံခဲ့ကြရပါတယ်ရှင်။ ဂျပန်နိုင်ငံတောင်ပိုင်းကမီးတောင်တလုံးအားကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီးလေထဲကိုမီးတောင်ပြားတွေသုံးပိုင်ကျော်အမြင့်အထိထိုးတက်သွားခဲ့ပါတယ်။ကာကူကြီးမားမြို့လားအမြင့်1138မီတာရှိတဲ့ဆာကူယာကြီးမားမီးတောင်ဟာတနင်္ဂနွေနေ့ညနေပိုင်းကပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ကျူရှုရက်ဘက်ကဆာကူယာကြီးမားမီးတောင်ရှင်ကနေပေါက်ကွဲထွက်သွားတဲ့ပြာမုံတွေရဲ့အမြင့်ဟာမှတ်တမ်းတင်ထားသမျှမီးတောင်ပေါက်ကွဲမှုတွေထဲမှာတော့အမြင့်ဆုံးကိုထိုးတက်သွားခဲ့တာဖြစ်ပါတယ်။ ရာမုံတွေကြောင့်ယထာခီးစင်တွေနောက်လေးကိုမြည်ပတ်ဝန်းကျင်မြင်ကွင်းတွေလည်းဖုံးကွယ်သွားခဲ့ပါတယ်ခင်ဗျာရုရှားနဲ့ဂျပန်နိုင်ငံတို့အကြားကာလရှည်ကြာနေမြေပိုင်ဆိုင်မှုအငင်းပွားနေတာဆုံးသက်ရေးဆွေးနွေးဖို့နှစ်နိုင်ငံကအကြီးတန်းတန်တမန်တွေမော်စကိုမြို့တော်မှာတွေ့ဆုံနေကြပါတယ်နေပြည်တော်မှာရေးအရင်ပွားနေတဲ့ကိစ္စကိုရုရှားနိုင်ငံသားရေးဌာနဒုတိယဝန်ကြီး Igo Magulov နဲ့ဂျပန်ဒုတိယနိုင်ငံသားရေးဝန်ကြီး Singuke Singuyama တို့တွေ့ဆုံဆွေးနွေးနေကြတာပါ ဒီနယ်မြေကိစ္စသဘောမတူနိုင်တာကြောင့်ဒုတိယကမ္ဘာစစ်အဆုံးသတ်တဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုနှစ်နိုင်ငံအကြားလက်မှတ်မထိုးနိုင်ပဲဖြစ်နေရပါတယ်။ Pacific ကျွန်းငယ်လေး၄ခုအပေါ်နှစ်နိုင်ငံစလုံးကပိုင်ဆိုင်တယ်လို့ပြောပြီးအငင်းပွားနေကြတာဖြစ်ပါတယ်။အဲ့ဒီကျွန်းလေးတွေကိုဂျပန်ကမြောက်ပိုင်းနယ်မြေဒေသတွေလို့ခေါ်ပြီးတော့1945ခုနှစ်ကစစ်ပွဲရဲ့နောက်ဆုံးရက်တွေအတွင်းရုရှားကသိမ်းယူခဲ့ပြီးတော့ Kharis လို့နာမည်ပေးထားပါတယ်။ အဲ့ဒီကျွန်းလေးတွေကိုပိုင်ဆိုင်မှုအငင်းပွားနေတာကြောင့်ရုရှားနဲ့ဂျပန်နိုင်ငံတို့အကြားဆက်ဆံရေးဟာဆယ်စုနှစ်များစွာအဆင်မပြေဖြစ်ခဲ့ရပါတယ်ရှင်။ပြင်းရတဲ့ဂျပန်အတွင်းဆန္ဒပြပွဲတွေနဲ့စစ်တပ်ကအင်အားသုံးဖြိုခွင်းမှုတွေကြောင့်လူတွေရာနဲ့ချီသေဆုံးမှုတွေရှိခဲ့တဲ့အီဂျစ်နိုင်ငံကိုင်ရိုပြည်တော်မှာမနေ့ကတော့အခြေအနေတွေတင်းမာမှုတွေရှိနေသေးပေမဲ့အေးအေးဆေးဆေးရှိနေခဲ့တဲ့ဆိုပြီးဒေသခံတွေကပြောပါတယ် အစိုးရစန့်ကျင်ဆန္ဒပြပွဲတွေကိုနောက်ထပ်ဒီကံမှာမဟုတ်ဘူးဆိုပြီးပြည်ကျစ်စစ်တပ်ကထပ်မံသတိပေးထားပါတယ်။ရဲအချုပ်ခန်းအတွင်းမှာဆန္ဒပြသူ36ယောက်ထဲမှနေတည်ဆုံးခဲ့တဲ့ဖြစ်ရကြောင်းမွတ်စလင်ညီကိုများအဖွဲ့ကဒေါသနဲ့တုံ့ပြန်ပြောဆိုမှုတွေရှိနေပါတယ်။နောက်ထပ်ထိတ်တဲ့ရင်ဆိုင်မှုတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့လည်းခံမှန်းထားကြပါလေ။ယာရုကဖေရှားခံခဲ့ရတဲ့သမ္မတဟောင်းမော်စီကိုထောက်ခံသူတွေဟာအကြမ်းဖက်သမားတွေတိုင်းပြည်ကိုဖျက်ဆီးသူတွေဆိုပြီး အီဂျစ်စစ်တပ်ကြီးကအဗ်ဒယ်ဖာဒယ်အယ်ဆစ်စ်ကပြောဆိုထားပါတယ်။မငြိမ်မသက်ဖြစ်နေတဲ့ကာလအတွင်းအီဂျစ်နိုင်ငံတော်မှာခရစ်ယာန်ဘုရားကျောင်းတွေတော်တော်များများမီးရှို့ခံခဲ့ရတဲ့အတွက်ထပ်ပြီးတော့မပြည့်စည်အောင်ခရစ်ယာန်ဘာသာဝင်တွေဝိုင်းဝန်းကာဝယ်နေပါတယ်။လူဦးရေ83သန်းရှိတဲ့အီဂျစ်နိုင်ငံတွင်းမှာခရစ်ယာန်ဘာသာဝင်ဆရာခန်တို့လောက်ရှိပါတယ်။ခရစ်ယာန်ဘုရားကျောင်းတွေကိုမီးရှို့ဖျက်ဆီးသူအများစုဟာသမ္မတဟောင်းမူဟာမက်မော်စီကိုတောက်ခံတဲ့မွတ်စလင်ညီကိုများအဖွဲ့ကအဖွဲ့ဝင်နေဆိုပြီးအများအတန်တရာဖြစ်နေကြပါတယ်။ မွတ်စလင်ညီကိုများအဖွဲ့ကတော့ဒီလိုဖျားเจ้าတွေကိုမိရှုဖြက်စီးမှုနဲ့ပတ်သက်ပြီးသူတို့မှာတာဝန်မရှိဘူးဆိုပြီးညှင်းဆိုထားပါတယ်ခင်ဗျာအမေရိကန်ပြည်ထောင်စုအနောက်ပိုင်းကအိုင်ဒါဟိုပြည်နယ်မှာသစ်တောဧရိယာ61စတူယန်မိုင်ကျော်လောင်ချမ်းခွဲရပြီးတော့အင်ဂျေပေါင်း2300ကျော်ပြောင်းရွှေ့ပေးခဲ့ရတဲ့တော်မီကိုညှိတက်နိုင်ဖို့မိသက်သမားတွေအပြင်းထန်ကြိုးစားနေကြပါတယ်အိုင်ဒါဟိုပြည်နယ်အလဲပိုင်းကအပန်းဖြေစခန်းတွေဖြစ်တဲ့ ကက်ချွမ်နဲ့ဆန်ဗယ်လီတိုနာမာဒီတရင်နှစ်ပတ်နိဗအကြာလောင်ကျွမ်းနေတဲ့တော်မီကိုညှိတက်နေတာမှာတိုးတက်မှုရနေပြီလို့မိသက်တာဝန်ရှိသူတွေကတနင်္ဂနွေနေ့မှာပြောပါတယ်။စနေနေ့ကတိမ်တွေဖုံးလွှမ်းနေတာနဲ့နောက်ထပ်မိသက်တက်ဖွဲ့ဝင်တွေပစ္စည်းကိရိယာတွေရလာတာကြောင့်မီးတော့ဟာ17.5စတူယန်မိုင်ကျော်ကျော်လောက်အထိပဲရှိနေခဲ့တဲ့အကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။မိုးရိုးပြစ်တာကြောင့်လောင်ကျွမ်းရတာလို့တာဝန်ရှိသူတွေကပြောတဲ့အဲ့ဒီတော်မီကို လူပေါင်း1200ကျော်နဲ့ဒီမိသက်လေရင်ပေါင်း16ဆင်းကဝိုင်းဝန်းညှိတက်နေရတာဖြစ်ပါတယ်ရှင်ကိုယ်ဆက်လက်ပြီးသတင်းဆောင်မတွေကိုတင်ပြပါမယ်ခင်ဗျာမြန်မာနိုင်ငံမှာလယ်သမားတွေအနေနဲ့လယ်ယာမြေသိမ်းခံရတဲ့ကိစ္စတွေအပေါ်မှာထွန်းနှုံးတိုက်ပွဲဆင်နွှဲတာမျိုးတွေ လေယာမြေတွေထဲကိုကျူးကျော်ဝင်ရောက်တာမျိုးတွေစတဲ့အင်အားသုံးဖြည့်ရှင်းတာမျိုးတွေမလုပ်ဘဲနဲ့ဥပဒေအရပညာရှိရှိဖြည့်ရှင်းနိုင်မှုပုံစံမျိုးဖြစ်သွားတဲ့နဲ့ဆိုပြီး88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းကဦးစီးကျင်းပတဲ့တောင်သူလက်သမားတွေရဲ့အသံစူးစီးခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာ88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေကပြောဆိုပါတယ်ဒီခန်းနာကြောင်းရန်ကုန်ကနေ VOA ဝိုင်းတော်သားကုဇော်ဝင်းလိုင်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ တုံသူလက်သမားတွေရဲ့ဆုံးရှုံးနေတာမှုတွေစန္ဒအမှန်တွေကိုဖော်ထုတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တောင်သူလက်သမားများ၏အတန်ကိုစူးစီးခြင်းဆိုတဲ့ကောင်းစဉ်နဲ့စစ်စစ်ရှိမျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းကဥဆောင်ပြီးတော့နေ့ရက်ကြာတောင်သူလက်သမားတွေရဲ့ဆွေးနွေးပွဲကိုကျင်းပနေကြတာဖြစ်ပါတယ်။နေမြေအသီးသီးကတောင်သူလက်သမားကိုယ်စားလှယ်တွေတက်ရောက်လာကြတဲ့ဒီဆွေးနွေးပွဲအတွင်းတောင်သူလက်သမားတွေလက်ရမီမတရားတင်းဆက်ခံရမှုတွေသူတို့ရဲ့အခွင့်အရေးဆုံးရှုံးခံရမှုတွေကိုတိုင်ပင်ဆွေးနွေးကြမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့တက်နိုင်ခင်ဗျာဆွေးနွေးပြီးတော့ အတူလက်တွဲပြီးတော့ကာကွယ်တဲ့အလုပ်တွေကိုကျွန်တော်တို့လုပ်နေပါတယ်။စီဝဘက်ကျင်းပရခြင်းရည်ရွယ်ချက်နဲ့ပတ်သက်လို့တော့ဒီခန်းနာကိုဥဆောင်ကျင်းပသူလည်းဖြစ်88မျိုးဆက်ပွင့်လင်းလို့ဖွဲ့စည်းကကောင်းဆောင်တူလည်းဖြစ်တဲ့ကိုထွန်းမြအောင်ကအခုလိုပြောပြပါဗျာ။ရည်ရွယ်ချက်က3ခုနဲ့ကျွန်တော်တို့လောက်တာပါ။အော်တိချက်ကတော့တောင်သူလယ်သမားတွေရဲ့နိနာဆုံးရှုံးမှုတွေအခွင့်အရေးချိုးဖောက်ခံရမှုတွေလိုအပ်ချက်တွေနောက်သူတို့ရဲ့သဘောထားအမြင်တွေကိုကျွန်တော်စုစည်းကျင်လို့ပါဒါတစ်ချက်ပေါ့နောက်ဒုတိယချက်ကတော့ လယ်သမားတွေရဲ့အတန်ကိုသက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးကလေးလေးစားစားနဲ့နားထောင်ပြီးတော့လယ်သမားတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေလက်ငင်းပြဿနာတွေကိုဘယ်လိုဝိုင်းဖြေရှင်းပေးနိုင်မလဲလို့ကျွန်တော်နီလန်းရှာနိုင်ဖို့ပါနောက်ဆုံးတစ်ချက်ကတော့တော့ရေရှည်နဲ့ဆိုင်ပါတယ်တောင်သူလယ်သမားတွေရဲ့အခွင့်အရေးအပြည့်အဝရပြီးတော့သူတို့ရဲ့အကျိုးစီးပွားအကာအကွယ်ပေးနိုင်မဲ့ဥပဒေတွေနီးဥပဒေတွေမူဝါဒတွေကိုချမှတ်ကျင့်သုံးနိုင်ရေးအတွက်ဆိုပြီးတော့ကျွန်တော်ရည်ပဲပါတယ် ဥပဒေနီလအရလွတ်တော်အတွင်းလက်သမားတွေအရေးကိုထဲသွင်းဆွေးနွေးတာတွေရှိနေပေမဲ့လည်းလက်သမားတွေကြုံတွေ့နေရတဲ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလက်တွေ့မှာဖြေရှင်းပြနိုင်ခြင်းမရှိသေးဘူးလို့ကိုထွန်းမြောင်ကပြောပါတယ်လွတ်တော်ထဲမှာတော့ဆွေးတော်ဆွေးနွေးနေကြတာပါပဲဒါပေမဲ့တကယ်လက်တွေ့မှာလက်သမားတွေကိုမြေယာတွေပြန်ပေးမယ်ဆိုတဲ့ကိစ္စကလည်းလက်သမားတွေလက်ထဲပြန်မရောက်သေးဘူးနောက်တစ်ခါလက်သမားတွေရဲ့စိုက်ပျိုးစိတ်ချင်းငွေကိစ္စအစားဒီနေ့ပွဲမှာဆိုရင်ဒါတွေတင်ပြကြပါလိမ့်မယ်စိုက်ပျိုးစိတ်ချင်းငွေတွေထုတ်ချင်းမယ်ပြောတယ်ဒါပေမဲ့မရတဲ့လက်သမားတွေအများကြီးရှိတယ် မြန်မာပြည်မှာလှုပ်ဆောင်နေတဲ့ပြောင်းလဲမှုတွေဟာအနှစ်သာရမပါတဲ့ပြောင်းလဲမှုတွေဖြစ်တယ်လို့88မျိုးဆက်ပွင့်လင်းလူအဖွဲ့စည်းကကောင်းဆောင်နောက်တူဖြစ်သူကိုမင်းကိုနိုင်ကပြောပါတယ်အခုကခစ်ကမပြောင်းဘူးလားဆိုတော့ပြောင်းတယ်ဘာပြောင်းလာလဲဆိုတော့အသွင်တလန်တွေပြောင်းတယ်အနှစ်သာရမှာကျွန်တော်ခုနပြောသလိုပေါ့မတရားသိမ်းထားတဲ့မြေတွေဘိုးဘွားတွေမိဘလက်ထက်ကလေးကလုံထားတဲ့မြေအဲ့မြေပေါ်မှာလုံနေတဲ့တကယ်ကြေသမားအစ်စ်တွေကြတော့နစ်နာဆုံးရှုံးတဲ့နေရာတွေကရှိနေတယ် တချို့ဒေသတွေမှာဆိုရင်ပိုင်ရှင်အောင်ပြန်ပြောတရားခံဖြစ်ရတယ်အဲ့တော့နဂုံမူလမတရားခံတဲ့သူကထလည်းပြောရုံးကန်လိုက်တဲ့ခါမှာသူတို့ကဥပဒေကိုထောင်ချောက်တယ်လို့အသုံးပြုတဲ့ခါမှာရုံးရောက်ကပ်ရောက်ပြီးတော့နောက်ဆုံးတန်တယ်ကြားထဲရောက်တယ်လက်သမားတွေဘက်ကတင်ပြမယ်သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့တော့တောင်သူလက်သမားများနဲ့နေရာလုံသားများတမကမြန်မာနိုင်ငံရဲ့ဖော်လို့မှုဆောင်အဖွဲ့ဝင် ဘုကိုတိုင်းဒေသကြီးပေါန့်တဲမြို့ကဥက္ကမောင်လိုင်းကရှင်းပြပါတယ်ကျွန်တော်တို့ဒီလေယာမီတွေအခုတနိုင်ငံလုံးမှာအသိစိတ်ခံထားရတယ်တက်ကသိန်းတာဒီစီမံကိန်းကြောင့်သိန်းတာဒီကုမ္ပဏီတွေရသိန်းတာတွေပေါ့အဲ့ဒီသိန်းထားတဲ့လေယာမီကိစ္စတွေရဲ့ကျွန်တော်တို့လည်းတောင်သူလယ်သမားတွေရဲ့ဘဝမြင့်တင်ရေးကိုဘယ်လိုများဆောင်ရွက်ပေးဖို့ရဲ့ကျွန်တော်တို့ဒါတွေကိုအဓိကထားပြီးဆွေးနွေးမှာပါ ဩဂုလ19ရက်နေ့ကနေ20ရက်နေ့အထိနေ့ရက်ကြာကျင်းပနေတဲ့ဒီတောင်သူလယ်သမားများကြီးအတန်စုစည်းခြင်းညီလာခံအတွင်းတောင်သူလယ်သမားတွေအချင်းချင်းကြမှာပို့ပြီးတော့ချစ်လက်ခိုင်မာတဲ့ကွန်ရက်ဖွဲ့စည်းသွားဖို့ဆွေးနွေးတိုင်ပင်ကြမှာဖြစ်တဲ့အပြင်ဒီညီလာခံကနေထွက်ပေါ်လာတဲ့ရလဒ်တွေကိုလွတ်တော်ကိုတင်ပြသွားမယ်လို့ဥဆောင်ကျင်းပသူတွေကပြောပါတယ်ခင်ဗျာကျွန်တော်ဇော်ဝန်းလိုက်ပါ78မျိုးဆက်ပွင့်လင်းလူအဖွဲ့စည်းရုံကန်ကနေသတင်းပို့နေတာဖြစ်ပါတယ် မြန်မာနိုင်ငံအတွင်းတောတောင်တွေပျက်စီးပြီးစနစ်တကျထိမ့်သိမ်းနိုင်ခြင်းမရှိတဲ့အတွက်ရှားပါငှက်မျိုးတွေမြို့တုံတော့မဲ့အနေကနေထိထိရောက်ရောက်မကွာကွယ်နိုင်ပဲနဲ့ဖြစ်နေတဲ့အကြောင်းတဘာပတ်ဝန်းကျင်ထိမ့်သိမ်းရေးအဖွဲ့တွေကသတိပေးပြောဆိုပါတယ်ရှားပါငှက်တချို့ဟာမြန်မာနိုင်ငံမှာသာတွေ့မြင်နိုင်တဲ့အတွက်နိုင်ငံသားတွေစိတ်ဝင်စားနိုင်တယ်လို့ကမ္ဘာလက်ခီးတဲ့လုပ်ငန်းအတွက်လည်းအထောက်အကူပြုနိုင်တယ်လို့ဆိုပါတယ်မြန်မာခသတင်းအေဂျင်စီကမတ်မေတကြန်ဟင်ကအကြောင်းဆုံးပြောပြပါမယ်ရှင် တိုးတောင်တဘာဝနဲ့တဘာဝသင်္ဇာတာတွေပေါများလာတဲ့မြန်မာနိုင်ငံမှာနှစ်မျိုးစိတ်ပေါင်းတရာကိုမျိုးရှိတဲ့အပြင်မြန်မာနိုင်ငံမှာသာမြင်တွေ့နိုင်တဲ့ဒေသမျိုးရင်းငှက်၆မျိုးရှိတဲ့အတွက်ကမ္ဘာလက်ခီးသွဲတွေကိုဆွဲဆောင်နိုင်တဲ့ခွင့်လန်းကောင်းတစ်ခုဖြစ်ပေမယ့်လက်ရှိချိန်နေမှာတော့မြမငှက်တွေနေနဲ့မျိုးသုံးပြက်ွယ်နိုင်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့လာပါတယ် မြန်မာနိုင်ငံမှာနှမျိုးစိတ်တရားကိုမျိုးရှိတဲ့အပြင်မြန်မာပြည်ရင်းမှာသာတွေ့နိုင်တဲ့ဒေသရင်းငှက်တွေဖြစ်ကြတယ်။ဆွေ၊နဖားကျူး၊ငှက်မင်းသားရင်ဖြူ၊မြန်မာဘီလုံး၊မြက်ခုံးဖြူငှက်ပြာချောက်မြန်မာတင့်ငှက်တို့ကလည်းကဘာလက်ခီးသွွားတွေကိုဆွေးဆောင်နေရှိပါတယ်။ ဒီလိုသဘာဝပတ်ဝန်းကျင်ကိုကျူးပြူနေပြီးတော့ကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်နေတဲ့မြမငှက်တွေအနေနဲ့တောတောင်တွေပြုံးထိလာတဲ့အတွက်ဂီဟာစနစ်ပျက်စီးလာပါတယ်အဲ့ဒါကြောင့်သူတို့တွေရဲ့နေထိုင်ချက်စားရာဒေသတွေမှာ ခက်ခဲတွေနဲ့ကြုံတွေ့လာရပြီးတော့တခြားစိန်ခေါ်မှုတွေနဲ့လည်းကြုံတွေ့လာရတဲ့အတွက်မျိုးသုံးပြွယ်နိုင်တဲ့ဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေရတယ်လို့မြမငှက်နဲ့တဘာပဝင်းကျင်ထိန်းသိမ်းရေးသင်းဥက္ကဋ္ဌဦးစိုးညွန့်ကခုလိုပြောပါတယ်တစ်ချက်ကတော့သူတို့သူတို့ကရာစနေကြီးပြက်နေတယ်နော်တော်တွေတောင်းနေကုန်ပုံးနေတယ်နောက်တစ်ချက်ကဟိုလူတွေရဲ့ starvation ပေါ့အသိပညာနည်းမှုနဲ့ငတ်မှုမှုကြောင့်အကုန်လုံးရတာဖန်ဆားနေကြတယ် နော်အဲ့ဒါအဓိကနှစ်ချက်ပဲနော်လေးကွာတွေကင်ကြရတယ်တွေ့တာစာကလေးလည်းတွေ့တာပြစ်လိုက်တာပဲဘာမှလည်းမဟုတ်တော့ဘူးဒါမှမဟုတ်သူတို့အတွက်တော့ဘုံလုံးတက်ဖြတ်ချတော့နေကြတယ်နောက်ပြီးတော့ဆိုင်နေမှာတောကောင်တွေဆိုပြီးရောင်းချနေကြတယ်ဂျိုးကျော်တွေစနိုက်ကျော်တွေအန်စည်းတွေတန်းအိုစည်းတွေထဲမှာရေရေဘဲတွေမဲညိုတွေနော်ဒါစီပင်သားလည်းထိန်းကွက်လိုတယ်စီပင်သားစည်းတွေပဲနော်အဲ့ဒါမှရောင်းမြင်နိုင်ရောင်းနေကြတာအဲ့ဒါဒိုင်ကနေကြီးမြင်နိုင်ဒိုင်ကနေတက်လာတာ မြမငဲ့နဲ့တဘာပဝင်းရင်ထိမ့်သိရေးအသင်းဒုတိယဥက္ကဋ္ဌဒေါက်တာသိန်းအောင်ကလည်းမြမငဲ့တွေကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကိုခုလိုပြောပါတယ်။ဖခင်တွေမှာကျွန်တော်တို့ဓာမောက်လည်းဆေးရုံနေပေါ့လူတွေစွစွစီစီရှိတဲ့နေရာတွေမှာအဲတော့ဟိုလောင်ရင်ထဲမှာရှိတဲ့ငှက်တွေကိုတနာတဲ့အတွက်ဒါမှမဟုတ်လေရေရာချီလိုတဲ့အတွက်ဒီငှက်တွေကိုကျွန်တော်တို့ကတကောင်ဘလောက်လဲအာ1000ဘူး3កောင်ဆိုရင်ကျွန်တော်က3កောင်ကိုကျွန်တော်လှုပ်ခိုင်းလိုက်တာပေါ့ဆိုတော့တကယ်တကယ်ကျတော့ဒါဒီငှက်တွေ မျိုးတုံးရတော့ငှက်တွေဒုက္ခရောက်ဖို့ပူပူကြီးလှုပ်ပေးတာ ਨੇ တူတယ်လို့ကျွန်တော်တို့ယူဆတယ်ဒီလိုမွေးနေ့တွေဒိတ်မှတ်တွေမှာဥပုံနေ့တွေမှာ လောင်ရင်ထဲမှာဖန်ထားတဲ့ငှက်တွေကိုဝယ်လွတ်တဲ့အလေးချင်းကလည်းပုံပုံကြီးထွားလာတဲ့အတွက်ငှက်တွေဟာနေ့စဉ်နဲ့အမျှဖန်ဆီးခံနေရတာကိုတွေ့ရပါတယ်ဒီလိုငှက်ဖမ်းပြီးရောင်းတဲ့ဈေးကွက်ကလည်းတနည်းချက်တနည်းပုံမူကြီးထွားလာတဲ့အတွက် ခုဆိုရင်ငှက်ဖမ်းနိုင်လုပ်ငန်းတွေပေါ်လာတယ်လို့ ငယ်ရောင်သူတူကအခုလိုပြောပါတယ်ဖမ်းလာတစ်ဆင့်ဒဏ်ပြန်ဝယ်ရောင်းပါတယ်ဖမ်းလာတော့မှပဲရှိတော့ရောတစ်ဆင့်လာတစ်ဆင့်ရတယ်ကျွန်တော်တို့ပြန်တစ်ဆင့်ပြန်ရောင်းပါတယ်ခုလိုငှက်ဖမ်းပြီးရောင်းနေတဲ့လုပ်ငန်းတွေကြီးထွားလာတဲ့ပုံမှာတော့ဦးစိုးညွန့်ကခုလိုပြောပါတယ် ကျွန်တော်တော့လေစဉ်းစားကြည့်ပါဗျာကျွန်တော်တို့ကိုးကွယ်တဲ့ဘာသာကတော့ဗုဒ္ဓရဲ့အစိုးအမနဲ့နေကြတာပဲเนาะနေကြတော့ဟိုသူ့မှာဒုက္ခဆင်းရဲနဲ့သူများကိုယ်မှာလွန်ချမ်းသာတာလဲကယူတော့ဖွဲ့မလျော်သေးသူတို့သဘောမမှန်သေးဆိုတာဩမာရဏီပြို့မှာဒါဥရှင်ကပြောခဲ့တယ်ဟုတ်လားသူ့ဒုက္ခနဲ့ကိုယ်ဒုက္ခနဲ့လဲပြီးတော့ယူတဲ့ဟာတွေကသူ့ကိုဖမ်းပြီးတော့ပြောဘဝနေတဲ့ခင်းတကောင်ကိုဖမ်းမယ်နောက်ကျရင်လည်းထဲမယ်အဝေးကြီးသေးလာမယ်အစာငတ်ရေငတ်တဲ့ဆယ်ကောင်သေးလာရင်၆ကောင်လောက်ကသေးမယ်တန်တဲ့၄ကောင်ကဒီမှာထည့်ပြီးတော့ ပြောင်းမယ်ရောင်းပြီးတော့မှလှုပ်မယ်ဆိုတာဒါတဘာမှမကြဘူးလေဒါအပြင်မြမငှက်တွေနေနေစိုက်ခင်းတွေမှာပိုးသက်ဆေးတွေတုံးနေတဲ့အတွက်လေသီးနှံတွေနဲ့ပိုးမွှားတွေကိုစားတုံးနေကြတဲ့ငှက်တွေနေနဲ့လေမျိုးသုံးပြက်ွေနိုင်တဲ့အန်ဒီယယ်တွေနဲ့ရင်ဆိုင်ရတယ်လို့ဒေါက်တာသိန်းအောင်ကပြောပါတယ် ကျွန်တော်တို့ poison ခေါ်တယ် chemical ဒီဓာတုပေဒါဆေးဆေးတွေတုံးပြီးတော့တို့ဟောက်စားချတယ်အဲ့ဒီအချိန်မှာဒီကောင်တွေကစားပြီးတာနဲ့တမ်းပြီး poison မိတာမြန်မာနိုင်ငံမှာစစ်တုံးတွေထုတ်ပြန်ထားပေမဲ့ဖောက်ဖျက်သူတွေကိုအေးအယူတွေအပိုင်းမှာ ထိထိရောက်ရောက်အေးအယူနိုင်ခြင်းမရှိတဲ့အပြင် အားနည်းချက်တွေလည်းရှိနေတာကိုတွေ့ရတယ်လို့ဒေါက်တာသိန်းအောင်ကပြောပါတယ်ကျွန်တော်တို့မှာတောင်းတလိဆန်ထိန်သိမ်းရေးနဲ့ပတ်သက်ပြီးတော့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေရှိပါတယ် အဲလက်ရှိမှာလည်း1994ခုနှစ်မှာပေါ့နော်တတော်ဦးစီးဌာနပေါ့နော်တတော်ဦးစီးဌာနအနေနဲ့တောင်းရင်တိရစ္ဆာန်များဘဝပင်များနဲ့၎င်းနေမြေများပေါ့နော်ထိန်းသိမ်းဥပဒေဆိုပြီးပြဋ္ဌာန်းတာဥပဒေရမြည်သူပင်ပြဋ္ဌာန်းစေကမူရေးဦးဆောင်ရွက်မှုမှာမရှိဘူးဆိုရင်ထိထိရရောက်ရေးဦးဆောင်ရွက်မှုဒါမှမဟုတ်မမရှိဘူးဆိုရင်ကျွန်တော်တို့ကဘလို့မှဒီဥစ္စာမအောင်မြင်နိုင်ဘူး။ဆိုတော့လည်းပဲဘာပဲဖြစ်ဖြစ်ကနေ့ဥပဒေရပြဋ္ဌာန်းတာလေ။လူတွေကလည်း awareness လိုပါတယ်။ခုလုံး မြမငှက်တွေလူတွေက ပြုတ်လုတဲ့ဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေရတာက လူတွေရဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာအားနည်းခြင်းတွေကအဓိကဖြစ်နေတဲ့အတွက်လူတွေကိုအသိပညာပေးခြင်းကပိုပြီးထိရောက်တဲ့ကာကွယ်နည်းလမ်းတွေဖြစ်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ပြောဆိုကြပါတယ်ရှင်။ကျမအမီတဲ့ချန်ဟိမ်မှာမြမခသတင်းအေဂျင်စီကဖြစ်ပါတယ်။ န္ဒိုနီးရှားနိုင်ငံမှာအသုံးမပြုတော့တဲ့သမော့ကွန်တိန်နာလို့ခေါ်တဲ့ပစ္စည်းတွေအတွက်ဟောင်းကြီးတွေကိုကျောင်းစာသင်ခန်းတွေ၊ရုံးခန်းတွေသာမကဟိုတယ်တက္ကသိုလ်ခန်းတွေအဖြစ်အသုံးပြုနိုင်မှုပြောင်းလဲပေးတဲ့လုပ်ငန်းကတော်တော်လေးတွင်ကျဲနေပါတယ်။အဖို့တုံးချိုးသွားပြီးတော့တာရှေသုံးခန်းနဲ့အဆောက်အဦတွေရောက်တမဏိကွန်တိန်နာတွေကိုပြောင်းလဲပြီးတော့အင်ဒိုနီးရှားနိုင်ငံသားတွေဘလို့တီထွင်အသုံးပြုနေသလဲ AP သတင်းတပုတ်ပေါ်မှာခြေခံပြီးတော့ဒေါခင်မျိုးသက်ပြောပြပါလိမ့်မယ်ခင်ဗျာ။အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာရှိတဲ့ First Container ဆောက်လုပ်ရေးကုမ္ပဏီရဲ့ထူးခြားမှုကတော့သူ့ရဲ့ container တွေကိုဖြစ်စည်းထည့်တဲ့နေရာမှာမသုံးတာပဲဖြစ်ပါတယ်။ဒီကုမ္ပဏီဟာ2008ခုနှစ်ကစပြီးအရင်သင်းဘောတွေမှာတုံးတဲ့ဖြစ်စည်းတင်တဲ့တွဲဟောင်းကြီးတွေကိုလွှင့်မဖြစ်ပဲရုံးခန်းတွေ၊ဟိုတယ်တွေ၊အသံဖန်းစတူဒီယိုတွေနဲ့ကျောင်းတွေလိုအဆောက်အဦအမျိုးမျိုးအဖြစ်ပြန်ပြီးအသုံးပြုနိုင်တဲ့အတွက်ကုမ္ပဏီဝန်ထမ်းမှစောက်တတ်တာပါ။ဒီ container ကြီးတွေဟာနှစ်ပေါင်း10နှစ်လောက်အသုံးပြုပြီးသားတမန်နီကိုရဲကြီးတွေဖြစ်ပြီး သူတို့ကိုလာရောက်မှာယူသူတွေရဲ့စစ်ကြိုက်ဒီဇိုင်းပုံစံအတိုင်းပြုပြင်ပြီးဆောက်လုပ်ပေးတာဖြစ်ပါတယ်။အခုတော့လူနေမှုစည်အတောကိုကြီးမားတဲ့မြို့ပြတွေကနေအဆောက်အဦပုံစံမျိုးစုံအတွက် အော်ဒါမှာယူတာတွေပိုးပြီးများလာနေတယ်လို့ First Container ဆောက်လုပ်ရေးကုမ္ပဏီရဲ့ဈေးကွက်ဒါရိုက်တာနန္ဒာဘာလီယန်ကပြောပါတယ်။ Mungkin untuk khususnya di Jakarta ya itu untuk uh Jakarta လိုမျိုးကြီးတွေမှာမြေဈေးအိမ်ဈေးတွေကအရင်ကြီးတော့ခုလို container အဟောင်းတွေကိုပြုပြင်ပြီးတောင်းတာကရေရပုံမှန်စောက်ထားတဲ့ပို့ပြီးဈေးသက်သာတာမှုမှားကြတာပါ။အော်ရမှားသူတွေအနေနဲ့ရုံးခန်းလုပ်ဖို့အတွက်ရည်ရွယ်ရင်ဈေးသက်သာပြီးရွှေ့ရပြောင်းရတာလည်းလွယ်ကူတဲ့အတွက်သူတို့လိုကုမ္ပဏီလေးတွေဟာမှားယူသူများလာပြီးအခု အတော်အလုပ်ဖြစ်လာကြတာပါ။ကြောက်ပြားခင်းပြီးနိုင်ငံမှာတည်တားအကာနဲ့ လေးဆက်ပါတက်ဆင်ပေးနိုင်တာမို့သူတို့ကုမ္ပဏီအတွက်ဆိုရင်ပြီးခဲ့တဲ့9နှစ်ကနေစရင် အော်ဒါမှသူက6ဆလောက်ပို့ပြီးတိုးလာခဲ့ပါတယ် yang penting itu container kondisinya tidak terlalu banyak arah တန်ကြီးတက်ပြီးဆွေးနေတဲ့ container အဟောင်းမျိုးကိုသုံးရင်တိတ်ကြကြမခံတတ်တဲ့အတွက်ဒါမျိုးကိုကျွန်တော်တို့ကမသုံးပါဘူးနောက်ထပ်10နှစ်အနည်း20လောက်ထပ်ပြီးသုံးနိုင်မှုရည်ရွယ်ဆောက်လုပ်တာမျိုးဒါကတိတ်ပြီးရေးကြည့်ပါလေအနောက် Java မှာရှိတဲ့ Deepok မြို့မှာတော့ ကွန်တိန်နာဟောင်းတွေကိုရှင်းရသားရက်ကွက်မှာကျောင်းဆောက်ဖို့အတွက်2008ခုနှစ်မှာစပြီးလှုပ်ဆောင်ခဲ့တာပါဒီလိုကျောင်းမျိုးမှာအသက်၄နှစ်ကနေ15နှစ်အရွယ်ကျောင်းသူကျောင်းသားပေါင်း3000လောက်ကိုအခမဲ့ပညာသင်ကြားပေးနေပါတယ်ကျောင်းအုပ်ကြီးနာရိုဟင်ကတော့တမယိုးချာအဆောက်အဦတွေထက်အခုလောကွန်တိန်နာဟောင်းတွေနဲ့ဆောက်ထားတဲ့အဆောက်အဦကဈေးပိုပြီးတတ်တာသလိုထိမ့်သိမ့်ဈေးကလည်းနည်းတာမို့သဘောကျတယ်လို့ဆိုပါတယ်ကတပကေပလပစ်အင်း peredam panas အပူဒဏ်ခနိုင်အောင် အပြင်ဘက်ကအလံတွေအထဲသိမ့်မရောက်အောင်လုပ်ပေးပြီးတော့အပြင်ဘက်ကနေအထသားပါကာပေးဖို့လုပ်နေပါ အထဲမှာလည်းကြောက်ပြားအခင်းနဲ့တကယ်စားသင်ကြောင်းလို့ယုံကန်းလို့ဖြစ်လာအောင် ပြင်ပေးမှကလေးတွေစိတ်ထဲမှာကွန်တိန်နာကြီးတွေဝင်ပြီးစားသင်နေရပါလားလို့ မခံစားရတော့ပဲတကယ်စားသင်ကမ်းမှသင်ရတယ်လို့ခံစားကြမှာပါ သင်္ဘောကွန်တိန်နာအဟောင်းတွေကိုပြန်ပြီးအသုံးတင်အောင်လုပ်တာမျိုးဟာပတ်ဝန်းကျင်မမြင်နှွမ်းစေတဲ့ကိစ္စမျိုးလို့မြင်တာမျိုးအမေရိကန်ပြည်ထောင်စုလိုနိုင်ငံမျိုးမှာလည်းအတောကိုခက်စားလာတာပါဒါအပြင်ဒီကွန်တိန်နာကြီးတွေရဲ့တမန်နီကိုရဲတွေဟာငလင်းအန်ဒီရဲ့ဂျုံရချင်းမှာအတောကိုဒဏ်ခံနိုင်တာမျိုးအင်ဒိုနီးရှားနိုင်ငံကဒီဇိုင်းပညာရှင်မိုဟာမက်ဖာဂျာကသဘောကျတယ်လို့ဆိုပါတယ်အင်ကန်စထရက်တာညဘစီ ကလကတတရဒီအတစတာငလင်းလောက်ခတ်ချိန်မှာကွန်တိန်နာဟောင်းတွေနဲ့ဆောက်လုပ်ထားတဲ့အဆောက်အဦကလှောက်ယုံမဲ့လှုပ်ပြီးပြိုကျတာမျိုးမရှိဘူးလို့ဆိုပါတယ်ဒီကွန်တိန်နာဟောင်းတွေကိုဆင့်ပြီးဆောက်ထားလဲပြိုကျတာမျိုး မရှိပဲခိုင်ခိုင်မာမာရက်တည်နိုင်တာမို့ဒီဇိုင်းဆွဲသူတွေကဒါကိုသဘောကျကြတာဖြစ်ပါတယ် view အရှာအစီအစဉ်ကဘာဘလော့ကသတင်းတွေကိုတင်ဆက်ပေးနေပါတယ်ထိတ်တန်းသတင်းတွေရေးပါသူတွေအကြောင်းအားလုံးကိုပို့ပြီးနားလည်လာစေဖို့ အားလုံးနဲ့ဆက်ဆက်နေတဲ့သတင်းတွေကမ္ဘာစက်ကုန်ကြီးပေါ်ကအထင်ရှားဆုံးဂီတနဲ့နှုတ်ပညာရှင်တွေဟောလိဝုဒ်နဲ့ရုပ်ရှင်ပိတ်ကားနောက်ွယ်ကသတင်းတွေဘ ഹു ဒုတတွေကိုကမ္ဘာကြီးနဲ့မိတ်ဆက်ပေးပါစေအမေရိကန်ပြည်သူတွေရဲ့အကြောင်းပို့သိဖို့သူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ဘာသာစကားကမ္ဘာကြီးနဲ့ဆက်ဆက်ပေးနေတဲ့ VUE အရှအစီအစဉ် VUE TV သတင်းလောအစီအစဉ်ကိုဆက်ပြီးတော့ထုတ်လွှင့်ပေးနေပါတယ်ရှင်ဒီတစ်ပတ်အတွင်းအမေရိကန်နိုင်ငံရေးမှာအထူးကလွှမ်းမိုးမဲ့အကြောင်းအရာတွေကိုတော့ဦးသိန်းထိုင်ဦးကပြောပြပါမယ်ရှင် ီသတင်းပတ်အတွင်းမှာပဲအမေရိကန်သမ္မတဘဲရက်ကိုဘာမာကတော့တပတ်ကြာအလိုက်ရဲ့အနာယူပြီးပြီမို့လုပ်ငန်းဆောင်တာတွေကိုပြန်လည်ထမ်းဆောင်နေပြီဖြစ်ပါတယ်။သမ္မတအာယုံဆိုင်မဲ့အစည်းအဝေးတွေထဲမှာနိုင်ငံရေးအရကွဲလွဲမှုတွေရှိနေတဲ့သူ့ရဲ့အဓိကအစည်းအဝေးတစ်ခုဖြစ်တဲ့အမေရိကန်ပြည်ထောင်စုရဲ့ကျမကြီးဆောင်ချမှုပြုပြင် ပြောင်းလဲရေးကိစ္စလည်းပါဝင်ပါတယ်။ If you don't have insurance beginning on October 1st, private plans will actually ကျွန်တော်မှကျမရေးဆောင်ရှားမှုအာမခံမရှိဘူးဆိုရင်လာမယ့်အောက်တိုဘာလ1ရက်နေ့ကစပြီးခင်ဗျားတို့မှရွေးစရာပုဂ္ဂလိကတခြားအစီအစဉ်တွေပေါ်လာပါလိမ့်မယ်။ online မှာဈေးဝယ်တဲ့သဘောမျိုးခင်ဗျားတို့ရဲ့လက်ကင်ဖုန်းတွေလေးလက်မှတ်တွေဝယ်တဲ့အခါမျိုးမှာကိုကြိုက်တဲ့ဈေးနဲ့အစီအစဉ်မျိုးစားတွေရွေးဝယ်တယ်လို့မျိုးပါ။ကိုနဲ့တင်တော်မဲ့အစီအစဉ်ကိုရွေးဝယ်နိုင်အောင်ခွန်ဆောင်ရတဲ့အခါမှာလည်းအထူးလျှော့ပေးရတာမျိုး tax credit ရတဲ့အခွင့်အရေးလည်းရှိလာပါလိမ့်မယ်။ လူတိုင်းအတွက်တနိုင်တစ်ပိုင်းဗဟုအစိုးရကျမ်းမာရေးဆောင်ရှားမှုအစီအစဉ်ကိုတိုးချဲ့ပြီးကျမ်းမာရေးဆောင်ရှားမှုအာဘကံကိုအမေရိကန်ပြည်သူတွေဝင်ငွေနေတဲ့သူများတဲ့သူဘယ်သူမှဆိုလိုအပ်နေတဲ့သူတွေကိုပေးနိုင်မယ်ပုဂ္ဂလိကကျမ်းမာရေးအာဘကံတွေဝယ်နိုင်အောင်အားပေးမယ်အစီအစဉ်ဖြစ်တယ်ဆိုပြီးသမ္မတဥပမာကပြောဆိုထားပါတယ်ဒါ့အပြင်လည်းဝေဖန်ကောက်ကွယ်မှုတွေအများကြီးရင်ဆိုင်နေရပါတယ် Republican အမတ်တွေဖြစ်တဲ့ Tim Griffin နဲ့ Todd Yandle လို့အမတ်တွေကတော့ ဒီစ조사မှုဟာအကြီးအကျယ်ဆုံးရှုံးမှုတစ်ခုဆိုပြီးဝေဖန်ပြောဆိုနေပါတယ်လွှတ်တော်အမတ်ဒင်ဂရီဖင်ကအခုလိုပြောပါတယ် Republicans will continue to do everything we can to protect all Americans. Republican တွေကတော့သမရရဲ့လုပ်ပိုင်ငွေနဲ့အပေါ်ကချပေးတဲ့လူတိုင်းတပြေးညီဆိုပြီးပုံစံသွင်းနေတဲ့ဒီကျမ်းမာရေးဆောင်ရှားမှုပြောင်းလဲကိစ္စကိုဆက်ပြီးကန့်ကွက်ဆန့်ကျင်သွားမှာပါ။သမရဥပမာကတော့ Republican တွေကအမေရိကန်ပြည်သူတွေရဲ့ကျမ်းမာရေးလိုအပ်ချက်တွေကိုဦးစားမပေးဘဲဂိုင်းကနာဆွဲပါတီဆွဲကို ရှေ့တန်းတင်နေတယ်ဆိုပြီးပြန်လည်တုံ့ပြန်ဝေဖန်ပါတယ်။သူ့ရဲ့အဓိကရည်မှန်းချက်အစီအစဉ်ကြီးဖြစ်တဲ့ဒီကျမ်းမာရေးဆောင်ချက်မှုပြုပြင်ပြောင်းလဲရေးကိုအောင်မြင်ဆက်ပြီးတော့လှုပ်ဆောင်မယ်လို့ပြောဆိုထားပါတယ်။ဒီဥပဒေအောင်မြင်တယ်မောင်မြင်မှုဆိုတာကပဲသမ္မတဥပမာရဲ့သမ္မတတန်အတွင်းသူ့တာဝန်ထမ်းဆောင်ခဲ့တဲ့သမိုင်းကိုအဆုံးပြပေးမယ်အဓိကအကြောင်းအရာတစ်ခုလို့ဖြစ်နေပါတယ်ခင်ဗျာ။ VOA TV သတင်းလောအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီအစီအစဉ်ကိုနောက်တစ်နေ့မှလည်းအစီအစဉ်သေးပဲကြောင်းခင်အထိအချင်းချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။